ဒီကနေ့မနေ့အားလုံးနဲ့အတူတူကခံယူတည်ဆောက်မဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့လူရှိတမျိုး၊ကွဲရာတမျိုးမလုတ်ပါနဲ့။ဖယားသခင်ကြည်နေတဲ့ဖယားသခင်စီရင်လိုက်မယ်ဆိုတဲ့စကားလေးနဲ့ခွာပေးသွားချင်တာဖြစ်ပါတယ်။တတိပေးချင်တာဖြစ်ပါတယ်နှုတ်ကပတ်တော်အဖြစ်။အခြေပြုခြင်းတကြံအရင်ဖတ်ရအောင်။ရှမတဲ့ခရင်ခန်းကြီး23အငယ်28ဖြစ်ပါတယ်။ ထို့အတူတင်တို့ဒီအပြင်၌လူတို့ရှိမှဖြောက်မှတ်ဟန်ရှိ၏အသွင်း၌ကလျှို့ဝှက်ခြင်းမတရားသဖြင့်ကြင့်ချင်းနှင့်ပြည်လျက်ရှိ၏ချစ်တော်ညီကိုမော်မတော်အခုဖတ်သွားတဲ့ကျမ်းချက်ကလေသခင်ယေရှုခရစ်တော်ကတစ်ချိန်လုံးကပါရိရှဲလူမျိုးတွေကိုအထူးပဲထောက်ပြနေတာတတိပေးနေတာဖြစ်ပါတယ်ပါရိရှဲလူမျိုးတွေဆိုတာလေတမန်ကျမ်းစာကိုတအားသိတယ်ဘာရာရေးခေါင်းဆောင်တွေ ကျမ်းပြုတ်စရာတွေကျမ်းစာကိုတွန်တင်ပေးတဲ့ဆရာတွေဖြစ်တယ်။မတိတော်မဟုတ်ဘူးနော်မတိတော်မဟုတ်နော်ကျမ်းစာကိုကောင်းကောင်းသိတယ်။တိတိကြီးနဲ့လူရှိမှဆိုရင် ဟန်ဆောင်ပြတာတအားဖြောင်းမတ်တယ်လို့ဟန်ဆောင်ပြတာဖယားတရားတအားကိုင်းဆိုင်တယ်လို့ဟန်ဆောင်ပြတာမကောင်းတာ လုံးဝမလုပ်တဲ့ပုံစံအားလုံးရှိမှချပြတာဒါပေမဲ့ကိုယ်ရာမှာကြတော့ ဖြက်စီးခြင်းတွေအပြစ်တရားတွေညှိညူးခြင်းတွေသူတို့အသွင်းထဲမှာပြည့်နေနေတာ၊ကွယ်ရမှာပေါ်လာတယ်။လူတွေကပါရီရှဲလူမျိုးကိုကြည့်တဲ့အခါမှာအင်မတန်တန့်ရှင်းဖြောက်မတ်တဲ့ခေါင်းဆောင်တွေပဲအဲ့လိုတွေ့တာ။လူတွေကအသွင်းစိတ်ကိုထိုးဖောက်မမြင်နိုင်ဘူးလေ။ဒါပေမဲ့တခင်ယေရှုခရစ်တော်ကပါရီရှဲလူမျိုးကိုကြည့်တဲ့အခါမှာလူတွေမြင်တယ်လို့အပြင်ပန်းပဲမမြင်တော့ဘူး။တခင်ယေရှုခရစ်တော်ကဖယားသခင်ဖြစ်တဲ့အတွက် ဖယားသခင်ရဲ့မျက်စိနဲ့လူတယောက်ရဲ့အသွင်းနှလုံးကိုကြည့်လိုက်တဲ့အခါမှာညှင့်ညူးနေတယ်။အပြင်မှာတော့အင်မတန်ဟန်ဆောင်ကောင်းပြီးမှအသွင်းထဲမှာအင်မတန်ညှင့်ညူးနေတဲ့အတွက်ကြောင့်သခင်ယေရှုခရစ်တော်ကပါရီရှဲလူမျိုးတွေကိုလေခရစ်ဝင်လေးကျန်ထဲမှာအကုန်လုံးပါတယ်နော်သခင်ယေရှုခရစ်တော်သူတို့ထောက်ပြတဲ့တတိပီတဲ့ဇကားတွေအများကြီးပဲပါရီရှဲလူမျိုးတွေဟာတဲ့အပြင်မှာလူရှိမှတစ်မျိုး အသွင်းမှာ ကိုယ်ရာမှာတမျိုးဆိုပြီးတော့မှသခင်ယေရှုခရစ်တော်ကအထူးတလဲထောက်ပြခဲ့တယ်။ဒါကတော့သခင်ယေရှုခရစ်တော်ဖာရိရှဲလူမျိုးထောက်ပြခဲ့တာ။ဒီကနေ့ကျွန်တော်ကျွန်မတို့လည်းအဲ့ဒီလိုဖာရိရှဲလူမျိုးတွေလိုမဖြစ်နေဖို့အခုကျွန်တော်အပါဝင်နားထောင်နေတဲ့သင်ရောကျွန်တော်အတူတူကစင်ချင်းနှလုံးသွင်းရမယ်။တခါတလေကျွန်တော်တို့ဖာရိရှဲလူမျိုးဖြစ်နေတတ်တယ်။ဘယ်လိုမျိုးလဲ။လူရှိမှာကတော့ဟာလေလုယာအာမင်တကယ်တန့်ရှင်းမှုမြင့်တဲ့ဟန်ဟန်ပန်ပြတယ်လူရှိမှာကတော့ တကယ်ကောင်းတာတွေလုတ်ပြတာပေါ့နော်ဒါပေမဲ့အသွေးထဲမှာကညှို့ညူးချင်းတွေရှိနေတယ်။ကွဲရမှာမဟုတ်မကလုတ်နေတယ်။ဗဇက်ကဖျားဖျားလက်ကကာယကာယဖြစ်နေတယ်။လူတိုင်းလူတိုင်းရဲ့နှလုံးသားထဲမှာအမောင်ဆုံးသောအခန်းတခန်းရှိတယ်လို့ပညာရှင်တချို့ကပြောတယ်။ဟုတ်ပါတယ်မှန်ပါတယ်ညီကိုမောင်တို့ဖျားသခင်မတိစေချင်တဲ့အခန်းလေးတခန်းဖျားသခင်ကိုမပေးဝင်စေချင်တဲ့အမောင်ခန်းတခန်းနော် ဲ့ဒီအမောင်ခန်းကဘုရားရှင်ကိုယုံလာဆိုကျွန်တော်ယုံတယ်ဘုရားရှင်စကားနားထောင်လာဆိုတော့ကြိုးစားလိုက်နာနေပါတယ်ဒါပေမဲ့စိတ်แท้မှာအဲ့ဒီအမောင်ခန်းကိုကျွန်တော်တို့ကမွေးထားတယ်အမောင်ခန်းကိုကျွန်တော်တို့ကဟိုအလိုလိုက်ထားတယ်အဲ့ဒီအမောင်ခန်းတခန်းမှာကျွန်တော်တို့ကလူမတိသူမတိတိုးတိုးတိတ်တိတ်မဟုတ်မကတွေအများကြီးလုံနေတတ်တယ်ဒီလိုလုံနေတယ်ဆိုလို့ရှင်တတိထားတော့ဒီဟာလေးတော့မပြောပါတော့ပါဘူးကွာဆိုပြီးတော့မှနှလုံးသားထဲကအမောင်ခန်းကို ခွင့်ပြုထားကြည့်ခွင့်ပြုထားကြည့်အဲ့ဒီအမောင်ခန်းကကြီးလာတဲ့အခါမှာအပြစ်တရားကိုတင်အလိုလိုက်ထားတဲ့အတွက်အဲ့ဒီအပြစ်တရားကတင်းကိုဝါးမြိုသွားလိမ့်မယ်ကာတွန်းပုံလေးတပုံတွေ့ဘူးလားချစ်စရာလေးပဲဆိုမှချင်တိတ်တကောင်ကိုနှုတ်နှုတ်ဘူးနဲ့တိုက်နေတာချင်တိတ်ကိုတွဲမှနှုတ်တိုက်တဲ့အခါမှာချင်တိတ်ကိုမွေးမိတဲ့အခါမှာကြီးလာတော့ချင်တိတ်ကအကောင်ကြီးလာတော့မွေးတဲ့ မွေးခဲ့တဲ့တခင်ကိုမတိပဲနဲ့ကြိုက်စားသွားတယ်။ဒါကပါလေ။ကိုယ်ကိုကြိုက်စားတဲ့ချင်းတိတ်ကိုကိုကမွေးခဲ့တာ။အပြစ်တရားဆိုတာလေဒီတိုင်းပဲညီကိုမောင်မတော်အပြစ်တရားတိတ်တိတ်လေးကိုလေကိုယ့်ရဲ့နှလုံးသားထဲမှာအခွင့်ပေးလိုက်ကြည့်။အဲ့ဒီအပြစ်တရားကကြီးလာတဲ့ခါမတင်ကိုကြိုက်စားသွားမှာအဲ့ဒီအပြစ်တရားမှာပဲတင်ကြရှုံသွားမှာဒါကြောင့်လူရှိမှတမျိုး၊ကွဲရမှတမျိုး၊တိုးတိုးတိတ်တိတ်လုံးဝလုံးဝမလုပ်ပါနဲ့ အဲ့ဒီတိုးတိုးတိတ်တိတ်လှုပ်ထားတဲ့အရာကိုဖះမမြင်ဘူးထင်လားမမြင်ဘူးထင်လားကျွန်တော်စဉ်းစားတယ်တစ်ချိန်တော့ဖာရိရှဲလူမျိုးတွေလည်းသခင်ယေရှုခရစ်တော်ကိုဖះလို့သူတို့မယုံတဲ့အတွက်သခင်ယေရှုခရစ်တော်ကတော့သူတို့ရဲ့အသွင်းနှလုံးသားကိုမမြင်ဘူးလို့သူတို့ကအဲ့လိုပဲထင်နေတာဒါသူတို့ လုံးဝမာရွားတဲ့အရာပဲ တခင်ယေရှုခရစ်တော်ဖရားသခင်လေအာမင်ဒါကြောင့်တခင်ယေရှုခရစ်တော်တို့ကြီးတဲ့အခါမှာတို့နှလုံးသားတွေကအညစ်ကြေးတွေဘလောက်ထိမိုက်ယူဆန်နေရလဲလူရှိမှတမျိုး क्वे ရမှတမျိုးဘလောက်ထိဖြစ်နေရလဲဗဇက်ကဖရားဖရားလက်ကကာယကာယဘလောက်လုံနေရလဲဆိုတာတခင်ယေရှုခရစ်တော်ရှင်းရှင်းလင်းတွေ့တယ်ဒါကြောင့်ထောက်ပြခဲ့တာရှင်းရှင်းလေးမြို့တွေငရဲနဆကြမဲ့သူတွေနော်တဲ့အများကြီးပဲနော် တတိပေးခဲ့တာဖာရိရှဲလူမျိုးတွေကိုဒီကနေ့ကျွန်တော်တို့ကိုလည်းဖရားခင်ကဒီကြမ်းချက်နဲ့တတိပေးနေတာအခုနားထောင်နေတဲ့တင်နော် သူများကိုမကြည့်နဲ့တင့်ကိုပြောတာဘုရားစကားကကျွန်တော်နှလုံးသားထဲမှာအပြစ်ကိုတိတ်တိတ်ပုံလုံနေတဲ့တင့်ကိုပြောတာအမြန်တောင်တရပါဘုရားသခင်ကကျွန်တော်ဆရာရဲမင်းဗဇက်ကနေတင့်ကိုတတိပေးနေတာဘုရားသခင်ကနှုတ်ကပတ်တော်အပြစ်ကျွန်တော်တတိပေးတယ်လို့ကျွန်တော်ရဲ့နှုတ်ရှာဗဇက်ကနေတဆင်အခုနားထောင်နေတဲ့သူတတိပေးနေတာ အပြစ်လုံနေလားလုံနေရအမြန်တောင်တရပါဘုရားမတိဘူးမထင်နဲ့ဘုရားသခင်မြင်နေကွန်မန့်ထဲမှာအဲ့လိုရေးသွားရအောင် လူရှိမှာပဲလှုပ်လှုပ်၊ကြွေရမှာပဲလှုပ်လှုပ်၊ဖရာသခင်အားလုံးမြင်တယ်။ဖရာသခင်အားလုံးမြင်တယ်လို့ comment ထဲမှာရေးသွားရအောင်။တန်ရှင်တော်ဝိညာဉ်တော်အလင်းပေးပါစေ။ဟုတ်ပါတယ်ညီကိုမောင်တို့။ဖရာသခင်တင်တိုးတိုးတိတ်တိတ်လှုပ်နေတဲ့အရာအားလုံးအားလုံးမြင်တယ်။ပေါ်လွင်လာလိုက်မယ်တရေကြရင်ပေါ်လွင်လာတဲ့ခါမှာလူရှိသူရှိမှာလဲဖရာသခင်ကတင့်ကိုစီရင်မှာစီရင်မှာဒါကြောင့်ဖရာသခင်ကစီရင်ခြင်းမလာခင်အမြန်နောင်ထရပါလို့ကျွန်တော်ဒီကနေ့ခေါ်ပေးခြင်းနဲ့ ကျွန်တော်ကျမ်းချက်တစ်ချက်နောက်ထပ်ဖတ်ပြအောင်မယ်နော်အတူတူကတတိခံယူကြတာပေါ့တမန်ကျမ်းစာကပေးတဲ့တတိရှင်လုကာခရစ်ယာန်ခန်းကြီး7နှစ်အငယ်1ကနေ3မှာနော်ရှင်လုကာခရစ်ယာန်ခန်းကြီး7နှစ်အငယ်1ကနေ3မှာထိုအခါအတိုင်းမတိများစွာသောလူတို့သည်စုဝေး၍အချင်းချင်းနီးမိမတက်အာနေကြသည်ရှိတော်ယေရှုသည်တပည့်တော်တို့အားမိန့်တော်မူဒီကလျို့ဝက်ချင်းတီးဟူသောပါရီရှဲတို့၏တစည်းကိုရှီးဥစွာကျင်ဆောင်ကြလော ဖုံးထားလျက်ရှိသမျှတို့ဒီဘာဖြစ်လဲပွင့်လိမ့်မီတဲ့ပွင့်လိမ့်မီစိတ်꽌ရာ၌ရှိသမျှတို့ဒီလဲဘာဖြစ်လဲထင်ရှားလိမ့်မီတဲ့ထင်ရှားလိမ့်မီမောင်မိုက်၌တင်တို့ပြောသမျှတို့အရာများကိုသူတပားတို့ဒီအလင်း၌နားကြားကြလိမ့်မီတဲ့တင်တို့ဒီအခန်းထဲမှာနားအပား၌ပြောတော့အရာများကိုအိမ်မိုးပေါ်မှာဟစ်ကြော်ကြလိမ့်မီတိုးတိုးတိတ်တိတ် မလုပ်ပါနဲ့မကောင်းမှုတွေနော်သူများရှိမှတမျိုး क्वे ရာမှတမျိုးမလုပ်ပါနဲ့သခင်ယေရှုခရစ်တော်တည်ပြီးနေတာကျွန်တော်ကိုတည်ပြီးနေတယ်လို့တင့်ကိုလည်းတည်ပြီးနေတယ်ဘယ်လိုတည်ပြီးနေရလဲမောင်မိုက်မှာပြောတဲ့အရာတွေအားလုံးကအလင်းမှသူများကိုကြားအောင်ဖခင်ကစီရင်လိုက်မယ်နော်နာနားထဲမှာခုချူ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 ပြောခဲ့တဲ့သူများမကောင်းကြောင်ပြောခဲ့တဲ့အရာတွေဖခင်တခင်ကတင့်ကိုအများရှိမှပွင့်ပွင့်လင်းလင်းစီရင်ပါတဲ့စီရင်ပါ ဒါကြောင့်ချက်တော်ညီကိုမောင်မများနော်ကွဲရမှာတမျိုးလူရှိမှာတမျိုးဟန်ဆောင်ကောင်းတဲ့ပါရိရှဲလူမျိုးမဖြစ်ပါစေနဲ့ကျွန်တော်တို့အမှုတော်ဆောင်တွေလည်းဒီတိုင်းပဲအမှုတော်ဆောင်တွေပထမဦးဆုံးကျွန်တော်တို့နှလုံးသွင်းရမှာနှလုံးသွင်းရမှာကျွန်တော်တို့ကတရားဟောတဲ့အခါမှာဟန်ပန်နေနဲ့ဟောတတ်တယ်အခုဗီဒီယိုရှေ့မှာတရားဟောတဲ့ဟန်ပန်နဲ့ဟောတတ်တယ် ဒါအပြစ်တော့မရှိဘူးဒါပေမဲ့တကယ်လို့အပြင်ပန်းတန်ဟန်ပန်လေးခေါ်ပြီးမှကျွန်တော်တို့နှလုံးသားထဲမှာညှဉ်းညူးနေတယ်ဆိုရင်ကျွန်တော်တို့ဒီပါရီရှဲလူမျိုးဖြစ်နေပြီဒါကြောင့်ကျွန်တော်တို့ပထမအဦးဆုံးဆင်ခြင်ရမယ်ပြီးရင်အခုနားထောင်နေတဲ့တင်လဲဆင်ခြင်ရမယ်ညီကိုမောင်မတွေပါရီရှဲလူမျိုးတွေလို့ကွဲရတမျိုးလူရှိတမျိုးအသက်မရှင်ပါနဲ့ ဖယားသခင်မြင်တယ်ဆိုတာကိုကျွန်တော်ဖော်ပြချင်တယ်ဖယားသခင်ကကျွန်တော်နှလုံးသားအားလုံးကိုမြင်တယ်လို့တင်းနှလုံးသားအားလုံးကိုလည်းမြင်တယ်တင်းတိုးတိုးတိတ်တိတ်လှုပ်နေတဲ့အရာကိုဖယားသခင်မြင်တယ်လို့ကျွန်တော်တိုးတိုးတိတ်တိတ်လှုပ်နေတဲ့အရာကိုလည်းဖယားသခင်မြင်တယ်ဒါကြောင့်နှလုံးသားထဲမှာအမောင်ခမ်းမရှိပါစေနဲ့သခင်ယေရှုခရစ်ရဲ့အလင်းအားဖြင့်နှလုံးသားတစ်ခုလုံးလင်းပါစေ ဒါမှဒါလင်လူရှိမှလည်းဒီတိုင်းပဲ၊ကွယ်ရမှလည်းဒီတိုင်းပဲ၊ဖះရှိမှလည်းဒီတိုင်းပဲ၊လူရှိမှလည်းဒီတိုင်းပဲ။ဒါဆိုရင်ဖះနိုင်ငံကျွန်တော်တို့ကောင်းကြီးပေးလိမ့်မယ်။ဖះနိုင်ငံဒါဆိုရင်ကျွန်တော်တို့ဒီဖះနိုင်ငံအလိုတော်နဲ့ကန့်ညီတဲ့ဖះရဲ့သားသမီးဖြစ်ခွင့်ရလိမ့်မယ်လို့ခွန်အားပေးနဲ့ညှိကုံချုပ်ပါတယ်။အတူကဆုတောင်းရအောင်။ဂျေဇုတော်ချီးမွမ်းတဲ့ကိုတော်ဒီကနေ့မနက်မှလည်းကွယ်ရမှတစ်မျိုး၊လူရှိမှတစ်မျိုးမဖြစ်ဖို့ရန် တိတ်တိတ်ပုံအပြစ်လုပ်နေတဲ့သူတွေရှိရင်နောင်တရဖို့ရန်တန်ရှင်းတော်ဝိညာဉ်တော်ဒီနှုတ်ကပတ်တော်အဖြစ်ကျွန်တော်တို့ကိုဆွေးခေါ်တယ်တတိပေးတယ်နိုးစော်တယ်ဂျေဇုတင်နေကျွန်တော်တို့အတ္တထဲမှာတကယ်အဲ့လိုဖြစ်နေတယ်ဆိုရင်ပြောင်းလဲနိုင်ဖို့တန်ရှင်းတော်ဝိညာဉ်တော်ခွန်အားပေးလေမဆပါမိကြောင်းဂျေဇုတော်ချီးမွမ်းလဲဆုတောင်းတဲ့ခါမှာကေသင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါသည်ဖပါဗျာအာမင်တယောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍ကောင်းချီးပေးပါစေတော့